်ဒီနော်ဟုတ်ကဲ့တော့အခုရဲ့ဟိုနာမည်လေးရဲ့နောက်တော့ဘေရွာရဘေနင်းမြို့နယ်လေးဆိုဒီမိတ်ဆက်ပြပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့မကွေးတိုင်းဒေသကြီးဥမြင့်မြို့နယ်ညောင်မရွာကတောင်သူဥယျာဉ်မြေဖြစ်ပါဟုတ်ကဲ့အဲအဓိကတော့ဟိုဗာတိနံနေကိုအဓိကစိုက်ပိုးရပါလေခင်ဗျာကျွန်တော်တို့ကရက်ဒေသမှာတော့အဓိကတော့စဘာအဓိကစိုက်တယ်ဟို၃ဒီလုံးပေါ့စဘာပြီးတော့ကလေးပဲကလေးပဲပြီးတော့နှမ်းပေါ့၃ဒီစားတွေပေါ့ဆရာဟုတ်ကဲ့ပါခင်ဗျာဟုတ်ပါ အဲ့တော့အခုအခုအခုကျွန်တော်နဲ့အခုဒီမှာကိုရနေတဲ့ဟာကကျွန်တော်တို့ရဲ့ဒါဘာမျိုးစိုက်ထားတယ်လဲခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒါက AR ပရိသတ်ပေါ့ကျွန်တော်တို့ဒေတာမှာတော့ဟိုစိုက်ပျိုးရေးဌာနခေါ်တာတော့ AR main ပေါ့ဆရာ AR main စပါဟုတ်ကဲ့ပါခင်ဗျာ AR main ရဲ့တက်တန်းဘယ်လောက်ရှိလဲခင်ဗျာ AR main က145 150ရှိတယ်ဆရာ150ပေါ့နော်အဲ့တော့ဆိုဟိုစိုက်နီးစနစ်ကလေးနဲ့ပေါ့နော်ဒီမှာဘာတွေတုံးထားတယ်ဆိုတာလည်းကျွန်တော်တစ်ချက်တော့ပြောပြရလို့ပါဟုတ်ကဲ့ဆရာစိုက်နီးကတော့ဒီကောင်မှာတော့ကျွန်တော်တို့တမျိုးရစိုက်နီးပါပဲဒါပေမဲ့ထူးခြားတာကကျွန်တော်ကဒီမှာက တဘာဝဆေးတွေဖြစ်တဲ့ကျွန်တော်တို့အင်းနည်းတွေဘိုကာကြီးသုံးတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီ energy ဘက်ကဟိုထောက်မှန်ပေးထားတယ်ကျွန်တော်တို့ဘိုင်ယိုကောင်းပေါ့ဆရာရယ်ဘိုင်ယိုကောင်းဆေးတွေဖြစ်တဲ့ဘိုင်ယိုကောင်းရယ်ဘိုင်ယိုပဲစီးလိုက်တယ်ကျွန်တော်တို့ဒီဟိုဖန်ကိုထားမှရယ်ပေါ့အဲ့ကောင်အဓိကသုံးထားတယ်ပေါ့ဆရာဟုတ်အဲ့ဒါမြေကမ်းမှာသုံးပြီးသေးလားခေါ့မြေကမ်းမှာတစ်ချိန်ပါတယ်ဆရာမြေကမ်းမှာစိုက်ပြင်မှာတော့ကျွန်တော်တို့ဒီနှစ်ပတ်တစ်ချိန်ပေါ့ဆယ်လျက်တစ်ချိန်ဆိုတော့သုံးချိန်သုံးထားတယ်ဟုတ်ပြီအဲ့ဒါဆိုတော့အခုအဲ့ဒီ ဈေးသုံးမျိုးကိုစမ်းထားတာအကျယ်ဘယ်တော့ရှိလဲခင်ဗျာအဲကျွန်တော်ဒီတေကအခွက်မှာမှာဒီဈေးစမ်းထားတာကကျွန်တော်ဓာတ်မ50ပေါ်ဆရာဟုတ်ကဲ့ပါဟောဓာတ်မ50တခြားဟာကြတော့တခြားနီးနဲ့စိုက်ထားတာပေါ့နော်အဲဆိုတော့ကိုရီမီအခွက်မှာကြတော့တခြားအခင်းတွေမှာဟောခုနအဲဓာတုမျိုးစားဒီတုံးတဲ့ဟာမျိုးရှိသေးလားခင်ဗျာအဲဓာတုမျိုးစားကကျွန်တော်တို့မတုံးတော့ဘူးပေါ့မတုံးတော့ဘူးပေါ့နော်ဟုတ်ကဲ့ပါဒါဆိုတခြားမျိုးရမှာဆိုတခြားတဘာဝမျိုးစားတွေတော့တုံးထားတယ်ဒီခင်းမှာတော့တဘာဝမျိုးစားမြေခံနဲ့နာ EM ပူကာရှိမဟုတ် အဲကျွန်တော်တို့ရဲ့အကောင့်ပိုဂျီလက်ကနေပြီးတော့ထုတ်ပေးတဲ့ဒီဈေးသုံးမျိုးပေါ့နော်အကောင့်ရဲ့ဘက်ဆက်လိုက်တယ်အကူဒါမရိုးရောပြီးတော့သုံးပါတယ်ဟုတ်ပါတယ်ဟုတ်ပါဟုတ်ကဲ့ပါမိကမာတစ်ချိန်နာအပင်မှာအပင်မှာကျွန်တော်၁၄ရက်တစ်ချိန်ပေါ့နှစ်ပတ်တစ်ချိန်ပတ်တယ်ဆိုတော့၃ချိန်ပေါ့ဒါဆိုရင်ဒီအခုလက်ရှိမြင်ရတဲ့အခင်းကဒါဆိုရင်၄ချိန်အထက်ထောက်ပေါ့နော်ဟုတ်ပြီအဲ့ဒီဆေးတွေနဲ့ပတ်သက်လို့အဲဘာလေးများဟိုမျိုးပေါ့နော်ဟိုတွေ့ရှိတယ်နောက်ပြီးတော့အပင်ချီနေလေးတွေဘာလေးလဲဝီမီအမီလေးပြောပြပါဦးခင်ဗျာ ဟုတ်ကဲ့ကျွန်တော်အထူးကျအတွေ့ရှိတာတော့ဆရာကျွန်တော်ဒီမှာနှစ်ကွက်ဆင်ဆိုင်ထားတာမှာအဓိကသူကဟိုဖြုတ်တွေကျွန်တော်ဒီရာကျွန်တော်တို့ဒေတာမှာဆိုဖြုတ်တွေကြားလိုက်ကြတာရှိတယ်ဒါပေမဲ့သူ့မှာလည်းဖြုတ်ကြပြီးတော့နှစ်ပတ်လုံးတော့ကြားတယ်ဒါပေမဲ့သူကခဏရေပိုးရှိတယ်ဟုတ်ကဲ့ဟိုအပင်နာတာပါတိတ်မရှိဘူးနောက်ကျလောသက်တိတာဆရာဟိုဘက်ကနေဒီဘက်ကနေသူကအနှံ့ပို့ပြီးတော့ရွေးတယ်အပင်ဟိုကြက်ခံရပိုးကောင်းတယ်ဆရာဟုတ်ကဲ့တိတာတဲ့အချက်ကတော့အဲ့ဒီချက်ကထူးထူးရသိတာပဲပေါ့ဆရာကျွန်တော်တို့ဒီဖြုတ်ရဲ့ဓာတ်ကိုလည်းခံနိုင်တယ်ကြားတာကတော့ကျွန်တော်တို့ဟို ပိုးမှဆိုတော့ကြောတော့မသွားဘူးကြားတယ်ခန္ဓာရည်ရှိတယ်နောက်တစ်ချက်ကျွန်တော်ခုအပင်တောင်းနေမှုလည်းဆရာကြီးကျွန်တော်ဒါဆိုရင်ကျွန်တော်တို့မလဲတော့လို့ပြောရတယ်ဟုတ်ကဲ့ပါများသောအားဖြင့်ကျွန်တော်တို့ဒီအရာတွေတောင်မှအရာမင်းတော်တော်များများဆိုရင်ဒီရခိုင်တော့90လောက်กว่าဆရာလဲတယ်ဆရာဒီမှာတော့ဆရာလဲဟိုမျက်မြင်ကိုလေးပေါ်ဆရာရေနော်အနံလေးလည်းအားကောင်းတယ်ဒီအပင်ရဲ့တာမှမှုကလည်းဆရာတောင်းနေမှုလည်းကောင်းတယ်တာမှမှုလည်းကောင်းတယ်ဆရာအဲ့တော့သူကသူ့ဆေးရကျွန်တော်ဒီနေ့ ကဲအတွေ့အကြုံရဆိုရင်ဒီဘန်ကောင်ဆေးရွက်ကြောင်လို့ပဲကျွန်တော်ထင်တာပေါ့ဆရာဟုတ်ပြပါခင်ဗျာဟောဟောအဲဆိုကျေးဇူးတင်ပါတယ်ဒါဆိုတော့အခုမှမလဲလို့ရှိရင်တော့မလဲတော့ဘူးသေးကြတဲ့ဆရာကျွန်တော်ရွက်ချင်လေဒါမလဲတော့အခုရေဖြတ်ပြီးသွားပြီဆိုတော့ဒါမလဲတော့ဘူးနောက်ထပ်ဒါဆိုလို့ရှိရင်ဘယ်နှစ်တောက်ဆိုလို့ရှိရင်သူစိတ်တော့မလဲဆရာဒီဒီခုဒီနေ့ထားဆိုကျွန်တော်တို့အလုံးလုံးရက်20ပဲဆရာနောက်ထပ်ရက်20လောက်ဆိုလို့ရှိရင်ရေးပြီပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တခုလေးပေါ့နော်ဒါကတော့မရိတ်တော့မရရသေးဘူးဟိုရိတ်မယ်ဆိုလို့ရှိရင်တော့ဒီဒသမ 50အကွက်ကနေပြီးတော့အထက်ဘယ်လောက်လောက်ရနိုင်ပြီလဲခင်ဗျာအထက်ကတော့ဒီကောက်နံအနေထားအရဆုံးဒါလည်းမှ50ဆိုကျွန်တော်ဟိုလောက်ပေါ်ဆရာရဲ့ဟို55ပတ်ချလိုက်တော့ဆရာ55ဆိုတိရိကဆိုလို့ရှိရင်90လောက်90နီးပါးလောက်တော့ရနိုင်ပါတယ်เนาะဟုတ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဟုတ်အဲ့ဆိုတော့နောက်ထပ်ဟိုပေါ့ ယောဂါရောဒီမှာပါဆူဆူကပါကြာခုကတော့ခုနချုပ်တော့ခုနဝင်သွားတယ်ဒါပြင်းတောင့်တင်းမှုရှိတယ်ခိုင်ပါတယ်ခံနိုင်တယ်ပေါ့နော်ယောဂါကြတော့ပါကြပြီလေခင်ဗျဒီမှာခန္ဓာကြီးနှစ်တွေမှာဆိုတော့ဆရာကျွန်တော်ဒီကဟောပေါ်ပတိတ္တရွစင်းတွေပါကြာဒီနေ့မှတော့ဆရာလည်းဒီအပင်ရဲ့အမြင်မကြမ်းတမ်းလမ်းမှုကောင်းတယ်ဟိုယောဂါကြရမှုဟိုမရှိဘူးပေါ့ဒီနေ့မှာဟုတ်ကဲ့ပါခင်ဗျအဲ့ဆိုတော့โอเคဒါဆိုကျွန်တော်တို့ရဲ့ခုနဘက်ဆလက်ကဗတိရိယာယောဂါကိုကာကွယ်တာဒါပြောထိရောက်တယ်လို့ဒါယူဆလို့ရတာပေါ့เนาะဟုတ်တယ်ဆရာဒါဆိုတော့ ဟိုဟုတ်တယ်ပေါ့နော်စပားပြင်းတော်တော်များများကကျွန်တော်တို့ကဒီရစင်းနေရှိတယ်ဒီမှာဆိုဒီခင်းမှာကျလို့ရှိရင်အမှရစင်းကြတာမတွေ့ဘူးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာပုံမှန်ဆိုရင်ဒီချင်းကိုယောဂကြတဲ့ဆရာရော်ဒီဖရတွေကဟို6တောင်ကြီးဖြစ်သွားပြီအဲဒါဆိုအခုချင်းဒီဟာအစိမ်းအောင်ရှိနေတယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ပါခင်ဗျာအဲ့ဆိုဒီဆေးသုံးမျိုးပုံမှာရောဘယ်လိုမျိုးမြင်မိလဲပေါ့နော်တခြားတောင်သူတွေရောဗာများအကြံပေးကြည့်နေခင်ဗျာအဲဒီဆေးသုံးမျိုးပုံမှာကတော့ကျွန်တော်တောင်သူတွေကဟိုသုံးတဲ့ဆေးလို့ကျွန်တော်ကတော့ညွှန်းနေတယ်ဘာကြောင့်လဲဆိုတော့သူကဓာတ်ဆေးလည်းမဟုတ်ဘူး ဟိုတဘာဝဆေးတွေလည်းဖြစ်တယ်ဟိုလူလည်းတုံးဆွဲသူရောစမိုက်ရလည်းကောင်းမွန်တယ်ပေါ့ရက်ကြရရင်ဒီစတူနော် ကနပိုင်းကြလေးညိုင်းလာပြီ။အေးနော်။တဖြည်းဖြည်းနဲ့ညိုင်းလာပြီနော်။ဟုတ်ကဲ့။ဒါဒါလည်းကျွန်တော်အခင်းနေပဲပေါ့။ဟုတ်ကဲ့ပါခင်ဗျာ။ဒါကတော့ကျွန်တော်တို့ဒီတမျိုးကြာစိုက်ထားတဲ့ဆရာရဲ့ဒါလုံးစီးတွေတုံးနေပေါ့။ဟုတ်ကဲ့။အဲဒါကတော့ကျွန်တော်တို့ဒီမှာတမျိုးကြာတဲ့ဆရာတွေဟိုဟာတွေ ဒီကောင်းကောင်းနောင်ပိုင်းမငိုက်သေးဘူးရိုင်းလဲလာပြီပေါ့။ဟိုရိတ်ခဏလေးဆိုဆရာလုံးလဲတော့မယ်အခင်ပေါ့။ကျွန်တော်တို့ဆရာပြခဲ့တဲ့အခင်ကတော့အလားကကျွန်တော်တို့ဘိုင်ကောင်းချီလေးကိုတုံးထားတဲ့အခင်ပေါ့ဆရာ။အခင်တစ်ခုဆိုရင်ဆရာအမြင်မြင်ပဲတော်တော်ကွာလေးပေါ့နော်။ခုကတော့တောင်းလဲမှုရှိအောင်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်။အော်နောက်တစ်ခုပေါ့နော်။ဆိုတော့ဟုတ်ပြီအဲ့ဆိုတော့ဒီရိုးရိုးတာမန်စိုက်တဲ့အခင်တွေပေါ့နော်ကျွန်တော်တို့ဒီဘိုင်ကောင်း စေးသုံးမျိုးကိုစိုက်တဲ့အခင်းနဲ့ကုံကြားစိတ်လေးနဲ့အထွတ်နှုံးလေးတွေပါအဲ့ကျွန်တော်ကိုရှင်ပြလို့ရလို့ရှင်ရှင်းပြပေးပါဦးခင်ဗျာကျွန်တော်ကဒါတမန်စိုက်တာဆိုတော့ဆရာဒါလိုဈေးပါလို့ပေါ့ဒါလိုဈေးပါရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ကမှတုံးနေကြတာတော့ဒီတေကစဉ်15ပတ်လေးတစ်လုံးကိုတုံးနေဆရာ15ပတ်လေးတုံးကျွန်တော်တို့တသိန်းခွဲပတ်ချလောက်ရှိတယ်တော့နောက်ကကျွန်တော်ပလဲတစ်လုံးတော့တုံးနေပေါ့ဆရာပလဲကလည်းသိန်း1000တောင်းလောက်ရှိတယ်ပေါ့အဲ့ဒါနဲ့ကိုဆရာကျွန်တော်နှစ်သိန်း6000တောင်းလောက်ရှိသွားပြီနောက်ကကျွန်တော်တို့ရိုးစိုက်တာတွေကကျွန်တော်တို့ဘာတွေတုံးအောင်ဆိုတော့ကျွန်တော်ကမှဖြုတ်မြန်မာကြတာဖြစ်တယ်ဒီ ပွင့်တက်စီရကျွန်တော်တို့တပတ်ကို၃တော့ပတ်ချာတော့ကြာတယ်ဟုတ်ကဲ့အဲကျွန်တော်တို့ဒီရာသီဥပ္ပါမူတည်ပြီး9ချိန်လောက်7ချိန်လောက်ပြီးပတ်တာလည်းရှိတယ်ဟုတ်ကဲ့ပါအဲဆိုရင်ကျွန်တော်အဲ့ဒါအမှာပင်ကျွန်တော်တို့ပွင့်တက်စီမှာတင်ကျွန်တော်တို့ဟာနှစ်သိန်း၄တောင်ပတ်ချာတော့ရှိရပါဘူးဆရာကျွန်တော်ဒါလို့ရှင်းနေဒီအောက်ခံရှင်းနေလို့ကျွန်တော်တို့ဟာဒီရိုးစိုက်တက်ကြတော့ဆရာကျွန်တော်တို့ခွာလောက်ပတ်ကြာတယ်ဆရာဒီ9သိန်းပတ်ချာလောက်ကြာတယ်ဆရာ 地瓜，地瓜买不起啊！我好点。那老弟，我不要。朋友讲呢，生他的，我感到下业。嗯。那阿妈看他了，地瓜股不加钱，成龙看他了不？啊，对。不加钱，成龙嘛，就那在马路上顶那帮老百姓啊。顶老百姓，就那朋友讲，是啊，地瓜打过去不？哦，这顶老百姓。顶老百姓。啊，哎，这顶那帮老百姓。那啊，这光帮朋友东的，这都就那人家买那东的，那这东的不？哎呀，那就那啊，快来百姓了，你啷百姓了？工人帮一路去。工人帮一路去，你顶上啷百姓了？ ဒါဆိုကွန်ချာစိတ်ကခုကောင်ကနှစ်သိန်း6000ဒါကဘာနဲ့ပတ်ချင်တာနှစ်ဆလောက်ရှိနေပါပေါ့နော်ဟုတ်ကဲ့တဝက်လောက်ကျွန်တော်တက်တာတဲ့သဘောမျိုးပေါ့ဟုတ်လားဆရာဟုတ်လားဩဒီမှာကဟိုလဲလဲလဲသေးတယ်ကျွန်တော်ကွန်ချာမှုကလည်းဟိုများသေးဟိုများသေးတယ်တက်ဝက်လောက်များတယ်ခေါင်းကောင်းတွေတော့ကျွန်တော်ဆရာတက်ဝက်လောက်ဒါတားရဲနောက်တစ်ချက်ကျွန်တော်အထွန်းလုံးလဲဆရာမကွာဘူးမကွာဘူးမကွာဘူးဆိုရဲကြာမှာကူအပင်မှာကျတော့သူကတောင်းပို့တာလေးပို့တာသေးတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကအခုညမြင်မှာတော့အထွက်ကအဲသူမလောင်းသူတာမတည်သေးဘူးပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်ဝိတ်ချေနေပါလေ ရှိရအောင်ပါပေါ့နော်ဟုတ်ကဲ့အခုလောလောဆယ်အမြင်ကတော့အထွတ်တူရင်အောင်ပါပဲအခုလောလောဆယ်အနေထားကကုန်ကြစိတ်ကတဝက်တက်တာနေဟုတ်တယ်ဆရာနှစ်သိန်းခွဲလောက်တက်တာနေဆေးဆိုတော့တက်တာနေပါအဲ့နောက်ဆရာကျွန်တော်စားတော့တဲ့ဒီစားသုံးသူအပေါ်မှာလည်းအဓိကကတော့ကျွန်တော်အဲ့ကိုသွားကျင်တာဆိုတော့ဟိုအနေကင်းတဲ့စားတဲ့ကျွန်တော်တစ်ပါဘူးဟုတ်ကဲ့တော့ဒါကကျွန်တော်ပြန်မှပြန်နေရတယ် area မသိလို့လာရေးမိနေဘာဒီပုတ္တစီဒီဒီ user တွေပါမယ်ပေါင်းကက်စီတွေပါမယ်ဒီမှာကြတော့တွေ့တူနေအောင်ပါပဲစားသုံးတင်ချက်ကဒီနီအနေရရှိတာပေါ့ဟဲ့ဆရာဟုတ်ကဲ့ပါ ကျွန်တော်တို့ဘက်မှာကျွန်တော်စားသုံးသူတွေကိုကျွန်တော်တို့ဒီထုတ်လုပ်သူအတွက်ပါအဓိကအနေကင်းတယ်ပေါ့ဆရာဟုတ်ကဲ့ပါခင်ဗျာအဲကြောင့်တောင်းသူတော်တော်များများကိုလည်းကျွန်တော်ကတော့ဒီနိစ္စရာတွေမှာဒီဟိုတဘာဝဆေးတွေနဲ့အတူဒီဒိုးတောင်သူတို့ကြည့်လက်ကထုတ်တယ်ကျွန်တော်တို့ဘန်ကောင်ဆေးတွေလေးတွေဟိုဟိုသုံးသေးခြင်းတယ်ဟိုသုံးလို့ကောင်းမှတည်သွားရင်လည်းကိုဒေတာပန်ဝင်ညာလူတွေလည်းကျွန်တော်တို့ပို့ပြီးဆက်ပြီးတော့ဖြန်ပြီးပြီးတော့သုံးသေးခြင်းတယ်ပေါ့ဆရာဒါကကျွန်တော်ကဟိုတောင်းသူအများကိုဟိုအကြံပေးခြင်းတယ်ပေါ့ဆရာအဲဆိုကိုကြီးအနေနဲ့လည်းပေါ့နော်ဒါမျိုးဆိုတောင်းသူတွေပေးခြင်းတယ်ခုနက ကောင်းတဲ့လမ်းမြောင်တောင်းတူလေဒီသတင်းချက်လက်လေးကိုပြန်ပြီးတော့ဝင်ငှပ်ပေးဖို့ကျွန်တော်ကမေတ္တာရပ်ဆံပါတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်ကျွန်တော်တောင်းဝင်ခြင်းဟောကျွန်တော်ကြေးပါပေါ့လေဒီအကုန်လုံးကိုကျွန်တော်ဒီရှေးရဲ့ဟိုဟွာပေါ့ဟိုကောင်းကျိုးတွေပေါ့ရှေးရဲ့ကောင်းကျိုးတွေဖြစ်ပေါ်နေတာဟာဒီကိုကျွန်တော်လည်းသူတို့လည်းဒီစားကိုမျှဝေပေးမယ်ရှေးတွေပါလေတုံးငွေကျွန်တော်တိုက်တွန်းဖို့ရှိတယ်တဘာဝရှေးမြတ်တုံးဖို့လေသူကျွန်တော်ဒီတောင်းအများစုကိုလည်းဟိုတိုက်တွန်းဖို့ရှိပါတယ်ဆရာအခုလိုဖြေကြပေးတာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်တယ်